zero tillage လို့ခေါ်တဲ့ no tillage ကိုခေါ်တဲ့ကျွန်တော်တို့ဒါမြေစည်းလွှာကိုထဲထိုးထွင်အချင်းမပြုဘဲနဲ့စိုက်ပျိုးတဲ့စနစ်တည်းစင်ရောင်လာမိဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။နာတော်တာဆင်နေကြတဲ့မိဆွေများအားလုံး စိတ်ချမ်းသာရင်ကိုယ်ရေးချမ်းသာခြင်းနဲ့ပြေဝကြပါစေလို့ဥစွာပထမလူခွန်စတာအပါတယ်ကျွန်တော်ကတော့တောင်သူများအတွက်စိုက်ပျိုးဘူးဒုဒများမျှဝေပေးနေတဲ့ဒုဦးလေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးခြင်းနဲ့အကြောင်းအရာတော့မြင်းကလင်းလှုပ်ပြီးတဲ့နောက်ဤစီလွန်နဲ့တဘာဝပတ်ဝန်းကျင်ဤ ဘယ်လိုပြောင်းလဲတတ်တယ်လဲဘာတွေလှုပ်ဆောင်သင့်တယ်လဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီကြောင်းရောက်ကိုမဆွေးနွေးခင်ရင်းငလင်းဘယ်လိုလှုပ်တာလဲဆိုတာလေးကိုဘုဒ္ဓအနေနဲ့မြောက်ကိုပေးချင်ပါတယ်အဲ့တော့မင်းငလျင်လှုပ်တယ်ဆိုတာကတော့ဘဝမြည်ကြီးရဲ့အတွင်းပိုင်းမှာရှိတဲ့ အပူအေးဒီပူချိန်ပြောင်းလဲမှုကြောင့်ဒီကြောက်ချက်လွာများအထက်အောက်ဒုံမုတ်ဘေးတိုက်ရွှေရှားခြင်းကိုငလင်လှုပ်တယ်လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာမီကြီးအတွင်းမှာလည်းပဲဒီကဘာမီကြီးရဲ့အတွင်းပိုင်းအလဲပဟိုမှာဒီကိုးလို့ခေါ်တဲ့ဥတိုင်းရှိပါတယ်ပူချိန်လွန်စွာမြင်မှားပြီးတော့ ဒီဥတိုင်းနဲ့နီးတဲ့ဒေတာတွေအားလုံးဒီဥတိုင်းနဲ့နီးလေအပူချိန်မြင့်နေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါ်ရံမြေလွာရဲ့ပေါ်ရံမြေလွာနဲ့ဒီအလဲဘူနဲ့ဂျားတဲ့အလွာဘူးဒါမန်တယ်လို့ခေါ်ပါတယ်ဒီကြောက်ချက်လွာတွေပေါ့နော်ဒီကြောက်ချက်လွာတွေဟာအပူချိန်မြင့်မားပါတယ်အပူချိန်မြင့်မားတဲ့ကြောက်ချက်လွာတွေဟာ ိုးချင်းအပြောင်းအလဲပုံမှန်မူတည်ပြီးတော့အမြဲတမ်းရွေရှားနေတယ်လို့ဆိုပါတယ်။ဒါကြောင့်ကဘာမကြီးရဲ့အတွင်းပိုင်းမှာငလျင်သေးသေးလေးတွေငရေငယ်လေးတွေဟာအမြဲတမ်းလှုပ်နေတယ်လို့ဆိုပါတယ်။ငရေကြီးလှုပ်တယ်ဆိုတာကတော့ကျွန်တော်ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်သွားတဲ့မက်ဂနီကျူခွန်တသမခွန်လိုငလျင်ကြီးလှုပ်ချင်း ေရဲ့နောက်ပိုင်းမှာကဘာမီကြီးရဲ့အတွင်ပိုင်းဘလူတွေပြောင်းလဲသွားတယ်လေဆိုတာပညာရှင်တွေဒီသုံးသပ်ထားတာကိုအခြေခံပြီးတော့ဒါဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာ Richter scale 7.7ဝင်းကျင်နဲ့လှုပ်သွားတဲ့အရှိမဒီတာရကတွေများစွာရှိပါတယ် ဥမာဆိုလို့ရှိရင်1928 1930 19မှာ Richter scale 7နဲ့ဒီပကိုးရန်ကုန်ငလျင်ကြီးလုပ်ဖူးပါတယ်1956မှာကျွန်တော်စကိုင်းပြည့်ဝီကျော်ဝင်းကျင်မှာ Richter scale 9နဲ့လုပ်ဖူးပါတယ်1985ဇူလိုင်မှာပကံညောင်ဦးငလျင်တော့ ရင်ထန်စွာလှုပ်ဖူးပါတယ်ခွန်တသမ6 visitor scale ရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့အခု2025 March လမှာစကိုင်းပြောက်ကြီးကျော်တလျှောက်ခွန်တသမခွန် visitor scale နဲ့ဒါပြင်းထန်စွာလှုပ်ခတ်သွားပါတယ်ဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်တို့ငလျင်ကြီးလှုပ်တဲ့အခြေအနေများစွာရှိတဲ့ထဲက risk risk scale ခွန်ကြော်တဲ့ဒါငလျင်လုခတ်မှုတွေကိုဦးစားပေးတင်ပြသွားတာဖြစ်ပါတယ်။ဆိုရတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာငလျင်ကြီးလုခတ်ပြီးတဲ့နောက်ပိုင်းမှာမြေကြီးမြေကြီးလွာနဲ့တဘာဝပတ်ဝန်းကျင်တွေတော့ပြောင်းလဲမှုတွေတော့များစွာဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့တော့ဒီတိနာအထွန်းနှုံးတွေ တဘာဝပုံချင်းထိခိုက်မှုတွေဒါများစွာကြုံတွေ့နေရစေဖြစ်နေပါတယ်နော်အရှိန်ယူလိုက်ပြန်ဖြစ်လိုက်အရှိန်ယူလိုက်ပြန်ဖြစ်လိုက်နဲ့နော်ခဏခဏနော်ပြစ်လိုက်ပြင်လိုက်ပြစ်လိုက်ပြင်လိုက်နဲ့မဆုံးနိုင်တဲ့တန်တရားတွေမှာလေပတ်နေပါတယ်အခုလည်းပဲကျွန်တော်တို့မြင်းကလေးကြီးလှုပ်ပြီးရဲ့နောက်ပိုင်းမှာမြေစီလွာနဲ့တဘာဝပုံဝန်းကျင်တွေဘယ်လိုပြောင်းလဲနိုင်တယ်လဲ ဘလို့စိုးစိုးဝါးဝါအကျိုးတရားတွေဖြစ်လာနိုင်တယ်လဲစိုးကျိုးတွေဖြစ်လာနိုင်တယ်လဲဒါကိုကျွန်တော်ရှေ့ဆက်ပြီးတော့ဘလို့ပြင်သင့်တယ်လဲဆိုတာကိုဒါ highlight လုပ်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ဆရာဦးထွန်းလွန်ပြောပြပါတယ်2004ဒါဆူနာမီပြီးတဲ့နောက်မှာ2005မှာမြန်မာနိုင်ငံမှာမိုးခေါင်တယ်လို့ဆိုပါတယ်အဲ့တော့ငင်းငလင်းလှုပ်တိုင်းမိုးခေါင်သလားလို့ငေးစရာရှိပါတယ် ဂရင်းလှုပ်တိုင်းမိုးခေါင်တယ်လို့ဟုတ်လားအတိအကျပြောလို့မရပေမဲ့မိုးခေါင်တကယ်သူရည်စူလာရေတက်ခန်းချောက်တာမျိုးခံစားရတာတော့သိကြပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ရှေးလူကြီးတွေကငလင်းလှုပ်တဲ့နှစ်မှာဒါတိနန်နေထွန်းလို့ရော့တယ်။မပုံမွားယူတာတွေများတယ်။တော့လူတွေလည်းပဲကျမ်းမာရေးတွေချူချာတတ်တယ်လို့ဒါဆိုလိုစကားရှိပါတယ်နော်။ဒါစာနာရိခါတွေရှားပါတာမျိုးတွေကစဒါလူကြီးတွေဟာ တည်ထားမိကြပါတယ်။ဒါကိုကျွန်တော်တို့ပညာရှင်တွေရဲ့ဆိုလိုချက်နဲ့ချိန်ဆညှိရှိကြည့်မယ်ဆိုရင်လည်းပဲဒါဒီအဆိုဟာနီးစပ်နေတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီဘူမိရပညာရှင်တွေနော်တဘာဝဂေယပညာရှင်တွေအဆိုအရငလျင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာ မြေတွင်းမှာရှိတဲ့မြေစီလွာအာဟာရဓာတ်တွေရုပ်လော့ကုန်ပါတယ်။နောက်အပင်တွေရလည်းပဲအစာဆုပ်ယူမှုညှော်နေတယ်လို့ဆိုပါတယ်။ဒါပညာရှင်တွေဒါအဆိုထားတဲ့အဆိုတွေကိုကျွန်တော်တို့ဒါထုံးလို့ဖော်ပြတာဖြစ်ပါတယ်။အဓိကအားဖြင့်ဘာတွေကိုဆုပ်ယူစီတယ်လဲဆိုလို့ရှိရင်မြေစီလွာထဲမှာရှိတဲ့ TC လို့ခေါ်တဲ့ Total Carbon တွေ ဒိုတက်နိုက်ထရိုဂျင်နေဒိုတက်ကယ်ဆီယမ်နေအဘယ်ဘယ်ဖော့စဖိတ်တွေအဘယ်ဘယ်ပိုတက်ဆီယမ်နေအမိုနီယမ်နေသူသဖြင့်တော့ SOC လို့ခေါ်တဲ့ swine organic carbon တွေပေါ့နော်ဒါဒီဟာဒါရုပ်လျော့ပစ္စည်းတွေလို့ဆိုပါတယ်ဒါဟာလည်းပဲ SOC ဆိုတာလည်းပဲကျွန်တော် swine organic carbon ဆိုတာမြေစီလွာထဲမှာမရှိမဖြစ်ရှိနေရမယ့် ဒါကာဗွန်ထိန်းသိမ်းခြင်းလုပ်ငန်းဖြစ်ပါတယ်မြေစုလာထဲမှာကာဗွန်ထိန်းသိမ်းနိုင်မှသာဒါ healthy soil နော်ဒီကျမ်းမာတဲ့မြေကောင်းမွန်တဲ့မြေလို့ဆိုပါတယ်နော်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနည်းအရလည်းပဲကာဗွန်ထိန်းသိမ်းခြင်းဒါမြေစုလာထဲမှာကာဗွန်ထိန်းသိမ်းခြင်းကောင်းမှုလိုပါတယ်ဒါအဓိကအချက်ပါပဲเนาะ အဲ့တော့ကျွန်တော်တို့ဒီအင်္ဂလင်လူကြီးနောက်ပိုင်းမှာမြေကြီးထဲမှာရှိတဲ့အမှုစုဝါတက်ရှိလေးလေးသိစီပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမြေစုလာထဲမှာဒီကြောက်ချက်တွေရွေရှားတာနဲ့တပြိုင်နက်မြေကြီးတွေကကျွန်တော်တို့တဲနှုံးတွေတော့ရေတွင်းရေကန်ထဲမှာရှိတဲ့တဲနှုံးတွေဟာအပေါ်ကိုရှန်တက်လာပါတယ်။နော်ဒါပူလောင်တဲ့အရည်တွေဟာချော်ရီကဲတို့ပူလောင်တဲ့အရည်တွေဟာ အပေါ်တက်လာတဲ့အတွက်မြေကြီးထဲမှာရှိတဲ့အမှုစည်းဝါဘိုးတွေဟာနော်ဒါတည်စီပါတယ်အဲ့ဒါနဲ့အတူပဲ cat iron လို့ခေါ်တဲ့အပင်အတွက်ဒီအာဟာရတွေစုံရှုံကုန်ပါတယ်နောက်အပင်တွေအတွက်ရေဓာတ်တွေခန်းချောက်ပါတယ်ဒါပြင်ကျွန်တော်တို့ဒီရေတန်ဇာတ်တွေရှားပါကုန်ပါတယ်မြေကြီးအောက်မှာရှိတဲ့ဒီ underground water level တွေ နော်နှိမ်စင်းသွားတာမျိုး၆ခန်းသွားတာမျိုးနော်ပတ်ကြားတွေတလျှောက်မှာဟလာပျောက်ဆုံးရေဒီတက်တွေပျောက်ဆုံးကုန်တာမျိုးတွေဖြစ်ပြီးတော့ရေချောင်းတွေပြောင်းလဲကုန်ပါတယ်ဒါကျွန်တော်တချို့ရေကန်းရေတွင်းရေကန်းတွေခန်း၆ထွားတာကိုကျွန်တော်လက်တွေ့မြင်တွေ့နေရပါတယ်ရေတွေကခန်းပြီးတော့နွင်တွေပေါ်တက်လာတာမျိုးဒါကျွန်တော်တို့ဒီပြင်မနာနေပြီးတော့တဝိုက်မှာလဲပဲဒီရေတွင်းရေကန်းတွေအကုန်လုံး ကျွန်တော်တို့တဲနှုံးတွေတက်လာပါတယ်ဒါတွေကိုကျွန်တော်တို့ဖယ်ထုတ်နေရပါတယ်အဲ့တော့မြေကျောပြတ်မယ်ပကြအကြောင်းကြီးတွေပေါ်လာမယ်ဆိုတဲ့အတွက်ကျွန်တော်တို့ဒါမိုးရွာရင်တောင်မှဆိုဒတ်ကိုမထိန်သိမ်းနိုင်ပါဘူးဒါကြောင့်ဆယ်ရီကန်ဒီမှာရေရှားပါမယ်ရေတွေရေတူတော်မှုရှားသွားပါမယ်ဒါဟာမြင်းကလင်းလှုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ကြုံတွေ့ရတဲ့ဖြစ်ပေါ်လာတဲ့ကျွန်တော်တို့စိုက်ပျိုးရေးလုပ်ငန်းအတွက် ါဆိုးကျိုးတွေဖြစ်ပါတယ်เนาะဒီလိုရှင်နေမျိုးမှာကျွန်တော်တို့ကရှေ့ဆက်ပြီးတော့ဒီစိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်လို့တဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးနဲ့ပတ်သက်လို့ဘာတွေလှုပ်ဆောင်သင့်တယ်လဲဆိုတော့ကိုဆက်လက်ဆွေးနွေးပေးချင်ပါတယ်အဲ့တော့မြင်းကလင်းလုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတစ်တော်တစ်ပင်နေကျွန်တော်ပျက်စီးတယ်နော်တစ်တော်တစ်ပင်ပျက်စီးတဲ့အခါကျတော့တဘာဝ ဘေးအန္တရာယ်တွေကျွန်တော်တို့ပုံမူပြီးတော့မကြောက်ရွံ့နိုင်ပါတယ်ရာသီဥတုဖောက်ပြန်မှုတွေပိုပြီးတော့ဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီတစ်တော်တစ်ပင်တွေကိုရသလောက်ကျွန်တော်တို့ပြန်လဲစိုက်ပျိုးထိန်းသိမ်းဖို့လိုအပ်မှာဖြစ်ပါတယ်နော်နောက်တစ်ခုကဒီစိုက်ပျိုးမြေတွေကိုနော်တဘာဝမြေဩဇာနဲ့ EM ဘူကာရှိရနိုင်သလောက်တဘာဝမြေတွေရနိုင်သလောက်ထည့်ပေးဖို့လိုပါမယ် ။ဘာကြောင့်လဲဆိုရင်မြေကြီးထဲမှာအနုဇီဝသက်ရှိတွေမရှိတော့တဲ့အတွက်ဒီစိုက်ပျိုးသီးနှံတွေမှာအထွန်းနှုန်းတွေအပင်ကြီးထွားနှုန်းတွေနော်ကျွန်တော်တို့ရုပ်လျော့စေပါတယ်နော်ပျက်စီးစေပါတယ်ဒါကြောင့်ကျွန်တော်တို့ပြန်လည်မွေးမြူဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီငလျင်ရဝန်းလို့ခေါ်တဲ့ငလျင်ကြောနေရာတွေပေါ့နော်ဒီငလျင်လှုပ်တဲ့နေရာတွေကနောက် နှစ်ကန့်သတ်ပုံမူတည်ပြီးတော့နောက်နေ့လည်းဒီနေရာတွေလှုပ်တတ်တာဖြစ်တဲ့အတွက်ဒီနေရာတွေပေါ်မှာဟလာဆယ်မြောင်းတိဆောက်ခြင်းရေကန်တူဖို့ခြင်းရေတွင်းရေကန်တူဖို့ခြင်းကိုမလုံးသင့်ပါဘူးလုံးမယ်ဆိုရင်တောင်မှကျွန်တော်တို့ရေလွဲဆယ်ရေလွဲမြောင်းနေနဲ့ဒါသာပြုလုပ်သင့်ပါတယ်နော်ရေလောင်ဆယ်မလို့ဖဲနဲ့ရေလွဲဆယ်ပဲလုံးသင့်ပါတယ်နောက်တစ်ခုကငလျင်ကြီးလုတ်ပြီးရင် မိုးခေါင်တတ်တယ်လို့ရှေးလူကြီးတွေဆိုစကားရှိတဲ့အတွက်မိုးခေါင်မိုးမခေါင်ဘူးဆိုရင်တောင်မှမိုးခေါင်တကယ်တို့ဒါခံစားရစီပါတယ်နော်မိဆိုလာတွေအဲ့လေရေတက်ခန်းချောက်တာနဲ့တပြိုင်နက်အစိုးရကမထိန်နိုင်တော့မထိန်နိုင်ရင်ကျွန်တော်မိုးခေါင်တကယ်တို့ခံစားရပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ကမိုးခေါင်တော့ဧရိယာတွေမှာဆောင်းသီးနှံတွေကအစိုးရကိုအမိပြုပြီးတော့ဒါစိုက်ပြူရတာဖြစ်တဲ့အတွက်ဆောင်းသီးနှံတွေဟာဒီရာသီမကုန်ခင် ဒီနံအောင်ငယ်အစိုးရတည်ရုပ်လျော့သွားတတ်ပါတယ်ဒါကိုကျွန်တော်တို့အောက်ထပ်ဆုတ်တယ်လို့ဆိုပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြင်းငလင်လှုပ်ပြီးရဲ့နောက်ပိုင်းမှာအောက်ထပ်ဆုတ်တယ်ရေတခန်းတယ်လို့ကျွန်တော်လူကြီးတွေမှတ်သားကြပါတယ်ဆောင်းဒီနံနေဖြစ်တဲ့ကလပဲတွေပဲစင်ကုန်နေအမီပဲတွေပဲကြီးတွေစရောပဲတွေနှမ်းနေနေကြတွေဟာကျွန်တော်တို့ကဒီအထွန်းနှုံးတွေယော့ပြီးတော့ဒါအစိုးရတည်ခန်းချောက်ပြီးတော့ထွန်းနှုံးတွေယော့နိုင်ပါတယ် ဒါကြောင့်ကျွန်တော်တို့ကစောင်းသီးနှံစိုက်မယ်ဆိုလို့ရှိရင်တက်တန်းတူတဲ့မျိုးတွေကိုဒါဥစားပြီးစိုက်ဖို့လိုပါမယ်ဒါဓမ္မတာအထွန်းနှုံးကိုထိမ့်သိမ်းထားနိုင်မှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကစောင်းသီးနှံစစ်စစ်ထက်မိုးလေသီးနှံတွေကိုဥစားပြီးစိုက်ပြုဖို့လိုအပ်ပါတယ်ဥမာကျွန်တော်တို့နှမ်းဆိုရင်လည်းဒါကျွန်တော်တို့စကားနှမ်းနေပေါ့နော်ညီပဲဆိုလို့ရှိရင်လည်းဒီအာဇာနီပဲလို့ခေါ်တဲ့ဂျူလိုင်းပဲဒီ စိုက်တင်ပါတယ်နှမ်းမှာဆိုလို့ရှိရင်လည်းစက်တင်ဘာမိုးနဲ့စိုက်တဲ့နှမ်းကြီးကိုအထူးကထားပြီးတော့စိုက်တင်ပါတယ်။နော်ဆိုလိုတာက croppy pattern လို့ခေါ်တဲ့တီးနှံပုံစံပြောင်းလဲစိုက်ပြိုးဖို့အကြံပေးချင်ပါတယ်။နောက်တစ်ခုကငလျင်ကြီးလှုပ်ပြီးလို့ရှိရင်ဒါပိုးမွားယောဂါတွေထူပြောတတ်ပါတယ်။နော်ဒီ swine bone တွေနော်ဒီ easy lom အတွက်မှာရှိတဲ့ပိုးမွားယောဂါတွေထကြွတောင်းချမ်းမယ်။နော်သူ့မှာ အခုနားစရာဟလာတိတော်တိပင်းနေနေပါသွားတဲ့မြေတွင်းမှာလည်းဟလာကျွန်တော်ဂေယဗီရာဒီပျက်စီးသွားတဲ့အတွက်ဝမွာယောဂာဒီဒါအပင်နေတီးနိုင်မှာထူပြောတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီဝမွာယောဂာထူပြောတာတွေကိုဓာတုဘုဒ္ဓဆေးသုံးမဲ့အစားဓာတုဘုဒ္ဓဆေးသုံးရနေတဲ့ဒီ IPM လိုမျိုး Integrated Pest Management လို့ခေါ်တဲ့ပတ်စုံပူမယောဂကာကွယ်နည်းစနစ်တွေ လိုက်နာကျင့်သုံးသင့်ပါတယ်နောက် good agricultural practice လို့ခေါ်တဲ့ GAP နည်းတွေလိုက်နာကျင့်သုံးရပါမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ SOC ကိုထိန်းသိမ်းတဲ့အနေနဲ့အဲဤစီလာကာဗွန်ထိန်းသိမ်းရေးကိုအကျိုးပြုတဲ့အနေနဲ့ကျွန်တော်တို့ဒီ zero tillage လို့ခေါ်တဲ့ no tillage ခေါ်တဲ့ကျွန်တော်တို့အမြေစည်းလွားကိုတရုတ်ထွန်ရခြင်းမပြုဘဲနဲ့စိုက်ပျိုးတဲ့စနစ်တွေ ော်ဒီကာပါခရော့တော့မြေဖုံးပင်တွေစိုက်ပျိုးတဲ့စနစ်တွေဒါတွေကိုလည်းပဲကျွန်တော်တို့စနစ်ကြလိုက်နာကျင့်သုံးပြီးတော့ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့ဝင်ကြီးပေးသင့်ပါတယ်ဒါပြင်လည်းပဲကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးဒီမှာလူနေအိမ်နေနော်စားစရာတွေငွေကြေးတွေအပြင်ဒါမြေစည်းလွှာပျက်စီးနေတဲ့မြေစည်းလွှာတွေကိုပြန်လည်ပြုပြင်ဖို့ ငလျင်တန်တဲ့ပြည်သူတွေငလျင်တန်တဲ့လေယာဉ်မြေတွေကိုเนาะကျွန်တော်တို့သက်ဆိုင်ရာဖွဲ့စည်းတွေကနေပြီးတော့စိုက်ပျိုးရေးသွန်အားစုတွေစိုက်ပျိုးရေးစိတ်မျိုးပေါင်းမျိုးတန်အပါအဝင်စိုက်ပျိုးရေးနည်းပညာတွေစိုက်ပျိုးရေးသွန်အားစုတွေကိုတက်နိုင်တဲ့မြအချိန်မီကူညီပေးနိုင်ကြပါရန်လို့ဆိုတိုက်တွန်းတင်ပြအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ